မင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုမှာတော့ဒုတိယကမ္ဘာစစ်ရဲ့အံ့ဖွယ်နည်းပညာနဲ့လူသားတွေရဲ့တီထွင်ဖန်တီးနိုင်မှုကိုပြသခဲ့တဲ့ထူးခြားစမ်းကြဲစစ်လက်နက်၅မျိုးကိုအတူတူစူးစမ်းလေ့လာကြည့်ကြမယ်နော်ဒီလက်နက်တွေဟာစစ်ပွဲရဲ့တွင်ပြင်ကိုပြောင်းလဲခဲ့ရုံတည်းမဟုတ်ပဲသမိုင်းနဲ့နည်းပညာရဲ့အနာဂတ်ကိုပါပုံဖော်နိုင်ခဲ့ပါတယ်ဒါကြောင့်ဒုတိယကမ္ဘာစစ်ရဲ့အံ့ဖွယ်နည်းပညာနဲ့တီထွင်မှုတွေအကြောင်းကိုအတူစတင်ကြည့်ရှုလိုက်ကြရအောင်အပိုင်း၁ အောင်စင်ပုံခုံပြန်ပုံပထမဆုံးအနေနဲ့ဗြိတိရှားတွေရဲ့ထူးခြားတဲ့တီထွင်မှုတစ်ခုဖြစ်တဲ့အောင်စင်ပုံဒါမှမဟုတ်ခုံပြန်ပုံကိုစတင်လေ့လာလိုက်ရအောင်ဒီပုံတွေကိုအက်ကီလို့လည်းကုတ်နမည်ပေးထားပါတယ်ဒီပုံဟာ Operation Justice လို့ခေါ်တဲ့စစ်စင်ရေးအတွက်ထုတ်လုပ်ထားတဲ့လက်နက်ဖြစ်ပါတယ်1943ခုနှစ်ကဂျာမန်ဆယ်တွေကိုဖျက်ဆီးဖို့အထူးဒီဇိုင်းထုတ်ပြီးတီထွင်ခဲ့တာဖြစ်ပါတယ်ခုံပြန်ပုံးကိုဖန်တီးခဲ့သူကတော့ ီတီရှာအင်ဂျင်နီယာဘာနက်စ်ဝေါ်လေးဖြစ်ပါတယ်။ဒီဘုံဟာရိုးရိုးဘုံတွေနဲ့မတူပါဘူး။သူ့ရဲ့ထူးခြားချက်ကတော့ရေမျက်နှာပြင်ပေါ်မှာကြောက်ခဲနဲ့ရှက်ပြီးပြစ်လိုက်သလိုခုံပြန်ပြီးဆယ်ရဲ့နေရန်ကိုဒိုင်းရိုက်ထိမှန်နိုင်တဲ့ဒီဇိုင်းဖြစ်ပါတယ်။ဒီဘုံဟာဆီလင်ဒါပုံစံဖြစ်ကလေရင်ပေါ်ကနေတမိနစ်ကိုအပတ်ရည်900နှုန်းလေပတ်စီပြီးမှလှုပ်ချရပါတယ်။ဒီလိုလေပတ်နေတဲ့ဘုံကိုရေမျက်နှာပြင်ပေါ်မှာခုံပြန်စေကဆယ်ရဲ့အားနည်းချက်ဖြစ်တဲ့နေရန်အတွင်းပိုင်းကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ 1944ခုနှစ်မေလ16နေ့16ရက်ညတွင်မှဗြိတိရှားရဲ့ Ebro Lancaster ဘုံးကျဲလေယာဉ်တွေကဂျာမနီရဲ့မာနာအဲရွာနဲ့ဇောဆယ်တွေကိုဒီဘုံးတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုကြောင့်ဂျာမနီရဲ့စစ်မှုလုပ်ငန်းတွေမှာရေပြက်လက်မှုနဲ့ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ကာစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကိုထိခိုက်စေခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ဒီစစ်စင်ရေးမှာ ဟီတီရှားလေယာဉ်မှူး53ရောင်းနဲ့လေယာဉ်ရှစ်စီးလဲပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ခုံပြန်ပုံးဟာနီးပညာရဲ့အံ့ဖွယ်တစ်ခုဖြစ်ပြီးစစ်ပွဲရဲ့ရလဒ်ကိုပြောင်းလဲပေးခဲ့တဲ့အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။အပိုင်းနဲ့ KDU ရှားဒုံးကြည်ပြစ်ဆက်ဒုတိယတစ်ခုကတော့ Soviet Union ရဲ့ KDU ရှားဒုံးကျည်ပြစ်ဆက်ပါဒီလက်နက်ဟာစစ်ပွဲရဲ့တရောတန်လို့လဲတင်စားခံရပြီး ဂျာမနီတပ်တွေအတွက်အိမ်မက်ဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။ဟေဒီယူရှာကို1940ခုနှစ်မှာဆိုဗီယက်တပ်တွေရဲ့အကြီးကလက်နက်တစ်ခုအဖြစ်စတင်အသုံးပြုခဲ့တာပါ။ဒီဆက်ဟာထရက်ကားတစ်စီးပေါ်မှာတပ်ဆင်ထားတဲ့ဒုံးကျည်ပစ်စင်တစ်ခုဖြစ်ကအချိန်မှာဒုံးကျည်ပေါင်း16လုံးအထိပြင်းပြန်စွာပြစ်လွတ်နိုင်ပါတယ်။ဒုံးကျည်တစ်လုံးချင်းစီဟာအကွာအဝေး10ကီလိုမီတာအထိပြစ်ခတ်နိုင်ပြီးပောက်ကွဲအားကတော့ကျေပြန့်တဲ့ area တော်တော်များများကို ဖုံးလွှမ်းနိုင်စွမ်းရှိပါတယ်။ ဝန်ကြီးတွေဖြစ်လွတ်တဲ့အခါထွက်ပေါ်တဲ့ဤတန်းကြောင့်ဂျာမန်စစ်သားတွေကစတာလင်ရဲ့တရောလိုတောင်တင်စားခဲ့ကြရပါတယ်။ KDU ရှာရဲ့အာသာချက်ကတော့သူ့ရဲ့မြန်ဆန်တဲ့မူဝိုင်းသွားလာနိုင်မှုနဲ့ပင်မြန်နဲ့ပြစ်ခတ်နိုင်စွမ်းပါ။ဒီဆက်တွေဟာရန်သူတပ်တွေကိုအချိန်မပေးဘဲပင်မြန်စွာတိုက်ခိုက်ပြီးတက်ပြန်ဆုံနိုင်ပါတယ်။1940ခုနှစ်ဂျာမနီရဲ့ဆိုဗီယက်ကျူးကျော်မှုအတွင်း KDU ရှာတွေဟာရှေ့တန်းတပ်အုံမှာအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပြီး ဂျာမန်တပ်တွေရဲ့စိတ်ဓာတ်ကို ထိခိုက်စေခဲ့ပါတယ်။ဒါပေမဲ့ KDU ရှာရီဟာတိကျမှုမဲပါပြီးယာဒီဥလူဆိုးရွားတဲ့အခါထိရောက်မှုညွန်နေတတ်ပါတယ်။ရန်သူတပ်တွေအတွက်စိတ်ပိုင်းဆိုင်ရာတည်ရောက်မှုနဲ့ဧရိယာကျပြန့်စွာဖျက်ဆီးနိုင်တဲ့စွမ်းရည်ကြောင့်စစ်ပွဲရဲ့အရေးပါတဲ့လက်နက်တစ်ခုဖြစ်တော့ရှိနေခဲ့ပါတယ်။ KDU ရှာဟာဆိုဗီယက်တွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုပူစားပြုတဲ့အင်ဂျီတာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ အပိုင်း3ပြစ်ဘေတာအမြောက်ကြီးတတိယတစ်ခုကတော့ဂျာမနီရဲ့ပြစ်ဘေတာလို့ခေါ်တဲ့အမြောက်ကြီးပါဒီအမြောက်ကြီးဟာပထမကမ္ဘာစစ်ကတည်းကနာမည်ကြီးခဲ့ပြီးဒုတိယကမ္ဘာစစ်မှာလည်းအရေးပါတဲ့အခမ်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်ပြစ်ဘေတာဟာ420မီလီမီတာ ဟောင်ဝစ်စာအမြောက်ကြီးဖြစ်ကဂျာမနီရဲ့ Krupp လက်နက်ထုတ်လုပ်ရေးကုမ္ပဏီကဖန်တီးခဲ့တာဖြစ်ပါတယ်ဒီအမြောက်ကြီးဟာအလေးချိန်တန်90လောက်ရှိပြီး ကြည်စံတလုံးကပေါင်းတစ်ထောင်ကျော်၄ချိန်ရှိပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့အကွာအဝေး၁၅ကီလိုမီတာထိပြတ်ခတ်နိုင်တဲ့စွမ်းရည်နဲ့ပောက်ကွဲအကြီးမားတဲ့ကြည်စံတွေဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်မှာပြည်ပဒါဟာပြင်သစ်ရဲ့မရှင်နော့လိုင်းခံတပ်တွေနဲ့ရုရှားရဲ့စီဗာစတိုဘူးမြို့လိုခံတပ်တွေကိုဖျက်ဆီးဖို့အသုံးပြုခဲ့ပါတယ်။1942ခုနှစ်မှာစီဘာစတိုကိုတိုက်ပွဲအတွင်းဗီပေတာတွေဟာရုရှားရဲ့တန်ကြပ်ကာခံတပ်တွေကိုဖျက်ဆီးနိုင်ခဲ့ပြီး ဂျာမနီရဲ့စစ်ရေးအောင်မြင်မှုမှာအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ဒီမြောက်ကြီးတွေဟာတည်ယူရခက်ခဲပြီးထုတ်လုပ်ဖို့အချိန်ကုန်ကငွေကြေးကုန်ကျမှုများတာကြောင့်စစ်ပွဲရဲ့နောက်ဆုံးပိုင်းမှာအုံနေသွားခဲ့ရပါတယ်။ခုချိန်မှာတော့ဖိဘဲသားအမြောက်ကြီးတွေဟာစစ်လက်နက်သမိုင်းရဲ့ဒဏ္ဍာရီတစ်ခုအဖြစ်ပဲကျင်းရခဲ့ပါတော့တယ်။ပိုင်းလေး and it mama shin ်အခုလက်နက်ကတော့တနက်တွေအမြောက်တွေမဟုတ်ပါဘူးဒါကတော့ဂျာမနီရဲ့ Enigma မရှင်ဖြစ်ပါတယ် Enigma မရှင်ဟာစစ်ပွဲအတွင်းဂျာမန်တပ်တွေရဲ့လူဝက်ဆက်တွေရေးကိုကာကွယ်ပေးခဲ့တဲ့ကုတ်ဝက်ဆက်တစ်ခုဖြစ်ပါတယ်ဒီဆက်ကိုဂျာမန်အင်ဂျင်နီယာအာသာရှိုဘီယက်စ်က1918မှာတီထွင်ခဲ့တာဖြစ်ပါတယ်ဒီဆက်ဟာစာသားတွေကိုရှုပ်ထွေးတဲ့ကုတ်တွေအဖြစ်ပြောင်းလဲပေးနိုင်ပြီးဒီကုတ်တွေကိုဖျက်ဖို့နီလန်းသိမ့်မရှိတဲ့အချိန်မှာဂျာမနီအတွက် တင်းချက်လက်အားသာချက်တစ်ခုဖြစ်ခဲ့ပါတယ်။ Enigma မရှင်းရဲ့ကုတ်တွေဟာနေ့စဉ်ပြောင်းလဲနေပြီးတမောင်းများစွာသောဖြစ်နိုင်ခြေတွေတဲကတစ်ခုကိုရွေးချယ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ British တွေရဲ့ Bestley Pack မှာအလန်တူရင်ဥဆောင်တဲ့သိပ္ပံပညာရှင်တွေကဒီကုတ်တွေကိုဖျက်ဖို့နီလန်းကိုတွေ့ရှိခဲ့ပါတယ်။သူတို့ဖန်တီးခဲ့တဲ့ဘုံလိုခေါ်တဲ့ဆက်က Enigma မရှင်းရဲ့ကုတ်တွေကိုလှည့်မြန်စွာဖျက်နိုင်ခဲ့ပြီးဒီအောင်မြင်မှုဟာမဟာမိတ်တပ်တွေကို ဂျာမနီရဲ့စစ်ရေးအစီအစဉ်တွေအကြောင်းကြိုတင်သိရှိစေခဲ့ပါတယ်1940တခုနှစ်မှာပဲဗြိတိရှားတပ်တွေကဂျာမနီယူဘုတ်တွေရဲ့ဆက်သွယ်ရေးကိုဖျက်နိုင်ခဲ့ပြီးအတ္တလန္တိတ်စစ်ပွဲမှာအောင်မြင်မှုရရှိခဲ့ပါတယ်အနစ်မာမရှင်းဟာသေစေနိုင်စွမ်းမရှိပေမဲ့စစ်ပွဲအတွင်းငြိမ်းရေးကစားပွဲမှာအဓိကဇက်ကောင်တဦးဖြစ်ခဲ့ပါတယ်ပိုင်းကဂျာမန်ရေငုတ်တင်မော် ယူဘုတ်နောက်ဆုံးတစ်ခုကတော့ဂျာမနီရဲ့ယူဘုတ်ရေငုပ်သင်္ဘောတွေဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်ရဲ့အတ္တလန္တိတ်သမုဒ္ဒရာတိုက်ပွဲမှာယူဘုတ်တွေဟာဂျာမနီရဲ့အကြီးကလက်နက်တွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်ယူဘုတ်တွေဟာဒီဇယ်လျှက်စစ်ဆန်းအင်သုံးရေငုပ်သင်္ဘောတွေဖြစ်ပြီးရေမျက်နှာပြင်ပေါ်မှာတနာရီကို16မိုင်နှုန်းနဲ့ရေအောက်မှာ10မိုင်နှုန်းရွေ့လျားနိုင်ပါတယ်သူတို့ဟာတော်ပီဒိုတွေတက်ဆင်ထားပြီး မဟာမိတ်တပ်တွေရဲ့ထောက်ပံ့ရေးတင်မောတွေကိုတိုက်ခိုက်ဖို့အဓိကအသုံးပြုခဲ့ပါတယ်။1940ခုနှစ်မှာယူကုတ်တွေဟာမဟာမိတ်တင်မောပေါင်း1000ကျော်ကိုနစ်မြုပ်စေခဲ့ပြီးဂျီတိန်ရဲ့စားနပ်ရိက္ခာနဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုပြတ်တောက်စေခဲ့ပါတယ်။ဒါပေမဲ့မဟာမိတ်တပ်တွေကစွန်နာနီးပညာရေဒါစနစ်တွေနဲ့ပုံမိုတိုးတက်တဲ့စစ်တင်မောတွေကိုအသုံးပြုပြီးယူကုတ်တွေကိုခြေရာခံနိုင်ခဲ့ပါတယ်။1943ခုနှစ်မှာယူကုတ်တွေရဲ့ ထိရောက်မှုဟာတိတိတသာရော့ကျသွားခဲ့ပြီးဂျာမနီအတွက်အတ္တလန္တိတ်တိုက်ပွဲမှာအရေးနှိမ့်စေခဲ့ပါတယ်။ယူဘုတ်တွေဟာဤပညာရဲ့အံ့ဖွယ်တစ်ခုဖြစ်ခဲ့ပေမဲ့မဟာမိတ်တပ်တွေရဲ့တီထွင်ဖန်တီးနိုင်မှုနဲ့ဉာဏ်ရည်ထက်မြက်မှုကြောင့်နောက်ဆုံးမှာတော့ကြာရှုံးခဲ့ရပါတယ်။ဒီနေ့ဗီဒီယိုမှာဆိုရင်ဒုတိယကမ္ဘာစစ်ရဲ့ထူးခြားဆန်းကျယ်တဲ့စစ်လက်နက်တွေတီထွင်ပြီးအပြိုင်ဆိုင်အနိုင်ရရှိရေးစူးစမ်းကြပုံတွေကို အသေးစိတ်တင်ဆက်ပေးခဲ့ပါတယ်နော်ဒီလက်နက်တွေဟာစစ်ပွဲရဲ့ရလက်ကိုပြောင်းလဲခဲ့ရုံမကလူသားတွေရဲ့ဖန်တီးနိုင်စွမ်းဉာဏ်ရည်ထက်မြက်မှုနဲ့ဤပညာရဲ့အနာဂတ်ကိုပါပုံဖော်နိုင်ခဲ့ပါတယ်ဒီဗီဒီယိုကိုနှစ်သက်တယ်ဆိုရင် like နဲ့ subscribe လုပ်ခဲ့ပါဦးရှင်အောက်ကကွန်မန့်မှာဒီလက်နက်တွေတဲကဘယ်အရာကတင်းအတွက်စိတ်ဝင်စားစရာအကောင်းဆုံးလဲဆိုတာပြောပြပေးခဲ့ပါဦးနော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ် အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။